ဘိုင်ကိုမြန်နာမယ်ဘိုင်ကိုတန်ကြလို့အားလုံးကြောက်ရွံ့ကြပါစေကြောင်းကိုဘိုင်ရဲ့ကိုစုမောင်းတောင်းပါတယ်ဗျာဟဲ့ဟဲ့ကျွန်တော်ကြာတရင်လေးတက်လာတာလမ်းကြည့်လိုက်ကျွန်တော်ကြာတရင်လေးလမ်းပြောတာကိုဘိုင်တိုင်းကြည့်လိုက်တာအခုကခွန်သေးကိုဆွဲပဲအနေထားမျိုးရှိတယ်အဲကျွန်တော်ခက်ရေးရေးပဲတတိထားတော့မှတင်တယ်ဒီလိုင်စာလိုင်စာတော့ဘိုင်စာတော့ဖြုတ်တော့မှလိုင်စာဖြုတ်လဲကောင်းတာပဲ KIA တွေဘောကပြတ်သွားပြီးရှော့သွားကြအောင်လို့နမောတုကေအီလေးလူပါဝါ ကျွန်တော်အခုလောင်းလုံးမှာလောင်းလုံးမြင်တယ်အဲကျွန်တော်ကအဲကျွန်တော်ဗေကာဗေကာကြီးပြောတော့နည်းနည်းတော့စကားလေးတော့ပြောချင်သေးတယ်ဗျာနည်းနည်းတော့စကားပြောချင်တယ်ဒီတနင်္လာတိုင်းဒီလောင်းလုံးမျိုးနဲ့ရဲတရဲချောင်းမျိုးနဲ့ရဲရေပြီမျိုးနဲ့ရဲပေါ့နော်ဒါဒါပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောပါတယ်လောင်းလုံးဘက်ဒီအဲ့ဒီမှာအကုန်လုံးကအကြံဘက်ဒီရွာတွေကြီးပဲနော်တရဲချောင်းဘက်ဆိုလဲဒါ ကိုတေးပြီးခဲ့တဲ့ရက်ကကျွန်တော်တောက်လျှောက်ပြောပါတယ်ဒီနေ့တော့တောက်လျှောက်အနေနဲ့လေချောင်းနဲ့ကြကြနာနာနဲ့ဒရုန်းတွေဘုံတွေနဲ့ကြကြနာလေးရှင်းလိုက်မှဆိုရင်ဒါနည်းနည်းကျွန်တော်တို့တိုင်းပြည်အတွက်အမြန်ဆုံးဒီအကြမ်းဖက်တွေရှင်းနေသွားပြီဆိုရင်ကျွန်တော်တို့အတွက်ကအာဒါတိုင်းပြည်အကြမ်းဖို့အတွက်မျှော်လင့်ချက်ရတာပေါ့နော်ပြီးလို့ချင်းအဲ့ဒီမှာမဲရွေးကောက်ပွဲတွေပါ냐တေချာလုပ်လို့ရအကြမ်းဖက်တွေအဲ့ဒီမှာဒါအများတာဘူးအခုကကြတော့တောက်လျှောက်ကဖိတ်ကအလုံး90လောက်သွားထုတ်လိုက်တယ်သွားထုတ်လိုက်တယ်ပြတ်ကောကိစ္စအဲ့ရွာစိုက်ရွာလောက်ရှိတာအခုကျွေးပလိုက်တာ ဒီရောချက်ဖတ်ရနှစ်စီးကောင်းနဲ့ပတ်ကြည့်တာဒါနေတိုင်းကျွေးလိုက်တယ်ဆိုတော့တော်တော်ပြောင်းသွားမယ့်အနေအထားမျိုးရှိတယ်နေတိုင်းမဟုတ်တော့နေ့ရက်ကျတဲ့ကြောင့်တော့ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာသွားပြီးတော့ရွေးကောက်ပွဲပါညာလောက်ရမယ့်အနေအထားမျိုးလေးရှိတော့ဒီရက်တည်းမှာအပြက်ပြက်တသားလေးရှင်းမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်။နောက်အခုကတိုက်ဝဲတွေပြင်းထန်တဲ့နေရာတွေကဘယ်နေရာရှိလဲဆိုဗမောက်တို့ဘာလို့ဖြစ်တယ် ဗမောက်နဲ့ဟုံးနဲ့လမ်းမိုင်းခွဲတွေမှာဖြစ်တယ်ဗမောက်ယူထဲမှာအာတောင်းတော်ရှိတယ်အဲဒါအမျိုးပြနေမှာဒါအကြဖက်နဲ့တိုက်ခိုက်တာရှိတယ်တိုက်ခိုက်တော့တောင်းတော်အိုင်ညာမှာလည်းပဲဗာပြီးတော့ drone တွေအဲဘုံတွေလက်နဲ့ကြီးတွေရတော့ဒါသွားမှာပေါ့လေရင်ကလည်းလုံမှာပေါ့ဗာပြီးတော့ KIE တွေကတော်တော်ပြည့်ပြည့်ပြုံးတဲ့အချိန်မှာဒီတမ်းတော်ကအထိုးစစ်နဲ့အာအာရှိတဲ့စစ်ပေါ့နော်တမ်းတော်ရဲ့စစ်ကတော်တော်အားကောင်းလာတယ်တွေ့တယ်အားကောင်းလာတာတွေ့တော့အဲ့ဒီအဲ့ဒီအင်အားနဲ့ပဲတိုက်နေကြတာပေါ့တိုက်နေကြတာ KI ရတော့ကျွန်တော်တို့ဆုံးရှုံးမှုတွေများနေတယ်အအသေးလေးလက်တော်များတယ် KVDF တွေအသေးပြောင်းဒေတာများနေတယ်ပြီးတော့သူတို့ကအနမရှိတဲ့ရွာတွေကိုအတင်းဆွဲတယ်အဲနည်းနည်းလေးတနေပြတတ်တဲ့ကောင်လေးကသာအကုန်ဆွဲခေါ်တယ်အကုန်မျိုးတိုက်ပွဲတွေကိုထိုးတဲ့တာရှိတယ်ကျိုးအမျိုးသမီးတွေဆိုလို့ချင်းလည်းပဲဒါအာငိုယိုနေပြီးပြက်ခတ်နေရတာကိုကျွန်တော်တို့အနေနဲ့မြင်တွေ့မြင်တွေ့ရတယ်เนาะသူတို့ဘက်ကနေပြီးတော့အဲကြီးဖိုင်နေတက်တဲ့ဟာတွေဒါမျိုးတွေ့ရတယ် အတွေ့ရတော့ကျွန်တော်တို့အနေနဲ့ကစိတ်မကောင်းဘူးတိုင်ပွဲတွေမှာအမြန်ဆုံးပြီးပြဖို့လိုတဲ့တမတော်ကြီးအနေနဲ့လက်ရှိရှိတဲ့လက်နက်ကြီးလက်နက်ငယ်လက်နက်ကြီးနဲ့ဒါကျွန်တော်တို့ရဲ့အာသာချက်ကကျွန်တော်တို့ရဲ့တန်မှုပဲလို့ကျွန်တော်တို့ကပြောရမှာပဲနော်ကျွန်တော်တို့အာသာချက်ကလေချောင်းအာသာမှုရှိတယ်လေချောင်းအာသာမှုရှိတော့အဲလေချောင်းအာသာမှုကိုကျွန်တော်တို့လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့တန်မှုပဲတန်မှုတက်မှန်တန်မှုမြင့်မှန်လို့ပဲပြောချင်တယ်ဒါလေချောင်းရ တော်တော်ပြက်ပြက်တတအရေးယူဆောင်ရွက်စီတင်တယ်လို့ပြောပြလေအဲနောက်တစ်ခုဒီဒီဝဘဘာလဲဘမောပေါ့နော်ဘမောဆိုလို့ရှိရင်ဘမောဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ကနေမြာအားလုံးရှင်းပြီးပါပြီဒီဘက်ဒီဗမောင်းတို့ဘာညာတောက်ဆောက်အဲ့ဘက်တွေလဲတောက်ဆောက်အင်းတော်ကြီးဘက်တွေတောက်ဆောက်ပါရှင်းနေပြီဆိုတော့ဒီဘက်ကျွန်တော်တို့ အဲပြန်တက်မယ်ဆိုလို့ရှိရင်လိုင်းစာဘက်ကိုတက်ဖို့ပဲအဲကျွန်တော်တို့ပြန်တော့တာဟုတ်ဒီမှာကဘမမာကတော့အလုံး AC ဖြစ်နေပြီတိုက်ပွဲတွေကတော့ငြိမ်သက်နေတယ်အဲဟိုဘာမှအကြောင်းအရာထူးထူးခြားခြားမရှိဘူးเนาะဝိုင်းမဘက်တော့ပွဲရှိတယ်ဝိုင်းမဘက်မှာတော့ပွဲကတယ်အဲဒီဒီ lemon ရောကိုတိမပြီးသေးဘူးဘာဖြစ်လို့လဲတော်တော်တိုက်တော့တိုက်နေကြတာပဲနေမီကတော့ရှင်းနေတာပဲတောင်းတော့တကြောင်းလုံးကဖားကန်လည်းပဲဒူနီ၎င်းပဲဖားကန်မှာဆိုလဲဒါအလောက်ခင်းဘက်တို့ဒီဆိုင်တောင်ဘက်တို့တောက်လျှောက်နေနေလဲရှင်းနေ အဲလက်နဲ့ကြီးတွေနဲ့တရားအကြမ်းဖက်ရှိတဲ့နေရာတွေလည်းဒါပြက်ခတ်ရှင်းနေနေတာတွေ့ရတယ်ဟိုတိတ်မကြခင်မှာတော့ဒီလိုပဲကျွန်တော်တို့ပြောရမှာတိတ်မကြခင်မှာကျွန်တော်တို့အဲ KV နဲ့တကွဲမှာ KIA ကိစ္စနဲ့ဆိုရင်ပြီးသွားပြီပေါ့ကိစ္စအခုလောလောဆယ်တော့တမလောက်ကအာပြီးဆွတ်နှုတ်ထားတဲ့နေရာတွေကိုပြန်လဲတိတ်ပိုက်ရယူနေတဲ့အချိန်ကာလဖြစ်တော့အဲအချိန်ကာလဖြစ်တဲ့အခါမှာအရင်လဲပွဲမကောင်းအရင်လဲအဲပွဲမညံ့ဘူး အဲဆိုလိုတာကအရင်လဲသိပြောမထိုးပုံမှန်အတိုင်းပဲအလုပ်လုပ်နေတာကိုကျွန်တော်တရားတယ်တောင်းတော့ကမနဲ့မိုးလေးမိုးနေဆိုတာမနဲ့မိုးလေးတော့ဝေဒီဝေလေးနေတနားတနားကြီးညဘက်နဲ့ချတာတော့တွေ့ရတယ်အဲအာဂျိုမန်တဲ့တော့လောက်တာတွေ့ရတယ်ဗျာအဲတွေ့ရဆိုမှတစ်ဖက်ကလည်းပဲအဲသူတို့မဆုပ်ခွာရေးတော့သူတို့လည်းအားနဲ့မှန်နဲ့တော့တိုက်ကြတာပေါ့လေအားနဲ့မှန်နဲ့တော့တိုက်ကြတာပေါ့ဒါပေမဲ့တောင်းတော့ကအားတာချက်ကိုကျွန်တော်တို့ကအဓိကထားပြီးဆောင်းပေးပြီးတော့လောက်ကပို့ပြီးတော့စိတ်ပြေမှာအဓိကတော့လက်နက်ကြီးနဲ့ drone နေနဲ့လေယာဉ်နေနဲ့ကိုကျွန်တော်တို့ဟိုပြက်ပြက်တသားထူးထူးခြားခြားလေးလောက်ပြမယ်ဆို KIA ကမျိုးပြောက်သွားအောင်ကိုကျွန်တော်တို့လုပ်တင်တယ်လို့ဒါကျွန်တော်ပြည်သူတယောက်အနေနဲ့ပြောချင်တယ်အဲဒီမောင်းဆုံမှာဆိုလဲဒေါကန်ခါရွာမှာကျွန်တော်တို့ဖွဲကနေတယ်ဖွဲကလည်းပြီးတော့ဒီမောင်းဆုံဘက်ကနေမှာကျွန်တော်လက်နက်ကြီးတွေပြစ်ကြတယ်ပြစ်တဲ့ဆီမှာအဲမှာမျက်နှာပြူကောင်းနေပေါ့ဒါသူတို့နေရာကိုတိတိကျကျကြားသွားတာရှိတယ်ဟိုအကျန်းဖက်တီထဲမှာဟိုအနောက်တိုင်းကကောင်းနေပေါ့ဗျာဒါကျွန်တော်တို့အာမပြောချင်ပါဘူးเนาะ တဖက်ပဲနိုင်ငံပဲနိုင်ငံဆောင်မှာပြောကြမှာအဲဒီကောင်းဒီဒါတည်ကြည်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲလက်နက်ကြီးပြစ်လိုက်လို့အဲ့မှာကွက်တီအတိကျသွားတာလည်းကျွန်တော်ဒီမော့ဆူပါမှာတွေ့ရတယ်အဲတောင်ငန်ခါရွာမှာပွဲကားတဲ့နေရာမှာတပ်မတော်ကအာတော်တော်ကောင်းတယ်အဲလက်နက်ကြီးပြစ်တာတွေဒရုန်းပြစ်တာတွေနောက်တစ်ခါကျတော့ဒါလေကြောင်းကြီးကောင်းတယ်အဲ့ဘက်မှာတော်တော်ကောင်းတယ် ပြီးတော့ကျွန်တော်တို့ကြောင်မဲဘက်ကိုထပ်ပြောမှဆိုလို့ရှိရင်လည်းကြောင်မဲမှာဒီခိုက်တုံဟုံးရွာပေါ့ခိုက်တုံဟုံးလည်းရောက်နေပြီခိုက်တုံဟုံးရွာနေကဟိုဘက်ရှေ့ဆက်မယ်ဆိုတော့တိတ်မလို့တော့ပါတချို့ကတော့ရောက်နေမြို့မှာဝိုင်းလာပြီးတော့ဒါပေမဲ့ဒီဘက်မှာရှိနေတဲ့ပလောင်တွေကိုကျွန်တော်တို့တည့်တည့်တသားရှင်းနေရတာရှိတာပေါ့နော်ပလောင်တွေကလည်းနောက်ဆုံးဘဝပြတ်တော့မယ်တေးကြတယ်ပလောင်ကတော့မြို့ပြောက်တော့မယ်မကြခင်တော့မိုးကအိတ်ထဲရောက်တော့မယ်ဒီမိုးကုန်းနဲ့ကျွန်တော်တို့ကြောင်မဲကိုနှစ်ခုချိန်ရမယ်ကျွန်တော်ပထမချိန်လိုက်ပါတယ် ဗမောနဲ့ကြောင်မဲကြောင်မဲကပုံမြန်မှထင်လိုက်တာဗမောကမြန်သွားတယ်။ဒါကြောင်မဲကကျတော့သူတိန်းလာတာကိုကျွန်တော်တို့ပြန်ပြီးတော့ရအောင်ပြန်တိုက်ရတာဒီဘက်ကကျတော့ကျွန်တော်တို့ကလာရောက်ကြည့်ကြတော့ခံတားတာပဲရှိတာဘူးနော်အဲ့လိုမျိုးဒါမှမဟုတ်ဒီဘက်ကကြောင်မဲကတော့မြန်သွားတယ်ပေါ့။ကြောင်မဲနဲ့မိုးကုတ်ကိုကျွန်တော်တို့ကထိရမယ်ဒီရက်တည်းမှာဘသူတာမလဲပေါ့။နောက်ကြောင်မဲအဲမိုးကုတ်ကိုလည်းကျွန်တော်တို့ဒီတရချားနဲ့ချားတော့ဖေကောင်းကောင်းထူမှရမယ်။ဘာဖြစ်လို့ဆိုအဲ့မှာလည်းသူကဟိုဒုက္ခတွေကတော်တော်ရနေတယ်လို့ကြားတယ်ကျွန်တော်တို့ဒါတော့ဟိုနေ့ တို့ account တွေမှာလည်းပဲဒါကျွန်တော်တို့ဝင်ကြည့်ပြီးပါတယ်เนาะတို့ website တွေဝင်ကြည့်လို့ရတယ်တို့ရဲ့ account တွေဝင်ကြည့်လို့ရတယ်အဲဒါမျိုးတွေပေါ့ပြီးတော့ကျွန်တော်ရဲ့တို့အကြံဖက်တွေအားပေးတဲ့အဖွဲ့အစည်းတွေကပြောနေတာတွေလည်းကျွန်တော်တို့သွားပြီးတော့လေ့လာလို့ရတယ်ရတဲ့အခါမှာတို့တွေရဲ့အဒီဝင်ဝင်ရလမ်းကြောင်းကဒီမိုးကုတ်မှာတားကောင်းနေတယ်ကျန်တဲ့နေရာတွေကတလောင်းမဟုတ်တော့ဘူးအဲဒီမတရားတို့ချောင်းဦးတို့အဲ့ဒီရွှေထွက်တဲ့ဘက်တွေမှာလည်းတောင်တော့ကထိမ့်သိမ့်လိုက်တာပြီးွားထိမ့်သိမ့်နေတဲ့ဒါနဲ့ဒီချောင်းမတို့ နောက်ကဏီဘက်တွေတို့ရွှေရနေတဲ့ဘက်တွေပေါ့တော်တော်များများကိုတပ်မတော်ကထိန်းချုပ်တာဖြစ်တဲ့တဲ့သူတို့မှလည်းအခက်အခဲတွေဖြစ်ပြီးတော့တကယ်နောက်ဆုံးကြံတဲ့ဆွသွားတော့အဲ့ဒီမိုးကုတ်ပဲကြံနေတာဖြစ်တယ်အဲ့မိုးကုတ်ကိုကျွန်တော်တို့ပြည့်ပြည့်တသားနဲ့နေရချ၃ရချတခါလောက်ဒီဒီလေရောင်းရအေးယူလိုက်မှဆိုရင်တော့ပို့ပြီးတော့ကောင်းသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ် ဒီရခိုင်ကကြောမှာဆိုတော့ကြောက်ပြီဘက်ကငိမ့်နေဆရာကတိတ်ပြီးတော့ထူးထူးခြားခြားမရှိဘူးကြောက်ပြီဒေတာတက်ဝိုက်လုံးကိုကျွန်တော်တို့ထိမ့်သိမ့်ပြီးသားဖြစ်တယ် A တွေတယောက်မှလည်းကတ်လို့မရဘူးတယောက်မှလည်းအနာကတ်လို့မရဘူးပိလန်ရေပိပိလန်ရေဘက်ကြတဲ့နောက်လည်းကျွန်တော်စစ်သမုံးတွေကကာထားတယ်အဲနောက်စစ်သမုံးတွေကကာထားတယ်ဒီကြားထဲမှာအန်းတို့ခွားတို့ဘက်မှာအဲပွဲတွေကာတာရှိတယ်လေးမျက်နှာငတိုင်းချောင်းဘက်မှာပွဲတွေကာတာရှိတယ်နော်လေးရနာကွာတဲ့ငတိုင်းချောင်းချာမှာကသွားတဲ့ပွဲဆိုလို့ရှိရင်အေးအယောက်80အလောင်း80လောက်ကျွန်တော်တို့ရရှိတာရှိတယ် ဘလာတော့တည်တယ်လဲတော့မသိဘူးတည်တာတော့တော်တော်များတယ်ဒီဘက်ကရတာမှကျွန်တော်တို့အဲတော်တော်များတယ်လို့ကျွန်တော်တို့ကြားသိရတယ်။နောက်ကျွန်တော်တို့ဒီနိုင်ကန်လန်းတစ်လျှောက်ဆိုတဲ့တို့တော်တော်များများတည်တာတယ်အပေါ်ကဒုံးတွေလက်နက်ကြီးတွေနဲ့ဒါအေးတွေအေးတော်တော်ကြီးဖြစ်တယ်ပေါ့ဗျာအေးတွေတော်တော်တည်ကြတယ်လို့ပဲကျွန်တော်အနေနဲ့ပြောတင်တာပေါ့နော်အေးတွေတော်တော်များများတည်ကြတယ်ဒီနေရာမှာကျွန်တော်ပြောတင်တာကအခုပြီးခဲ့တဲ့ရက်ကအေးထောပြနိုင်ကမေဂျာပတိဖွင့်ပွဲမှာအဲဒါရိုဂျာနဲ့ ဒါရခိုင်နိုင်ငံတော်မှာအတူရှင်တွဲနေထိုင်ရေးဆိုတော့ဒီရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကအများကြီးသုံးသပ်လာရပြီကျွန်တော်တို့အများကြီးစဉ်းစားလာရပြီဘာကြောင့်ကျွန်တော်တို့အများကြီးစဉ်းစားလာလဲဆိုတော့ရခိုင်နိုင်ငံတော်ကိုရင်ဂျာဆိုတဲ့အတုံးတော့အကြမ်းဖက်အေးရလည်းပဲအကြမ်းဖက်ဆိုရင်ဂျာလည်းပဲကျွန်တော်တို့အကြမ်းဖက်ဖြစ်ဒါကျွန်တော်တို့ကဒေလာစောင့်ကြည့်ရမယ်အနေထားမျိုးရှိတယ် PDF တွေကိုဆွဲခေါ်တယ်ပထမ PDF တွေမရှိတော့ဘူး PDF တွေလည်းတည်တည်ရတဲ့သူတွေကတအားများတယ် PDF တွေလည်းပဲတော်တော်များများတည်တည်ကုန်ကြတာရှိတဲ့အတွက် ပြီးတော့သူ့နဲ့နဲ့သူတည်းဘယ်သူမှမလာနိုင်ကြတော့ဘူးအဲနောက်တစ်ခါကျတော့ကျွန်တော်မင်းဘူးဘက်တွေမှာဘွေးဘက်က PDF တွေလည်းပဲဒီဘက်ရခိုင်ရိုးဘက်ကိုတက်မလာကြတော့ဘူးအဲဘာလို့မတက်လာဆိုတော့အောက်မှလည်းတည်နေကြတာသခိုင်းတစ်ခွန်းလည်းပြည့်ပြည့်စုံအောင်တည်နေကြတော့အေးမှာကဒါသူတို့ကူတိုက်ပေးဖို့ ARV တိုင်းမှာမှဆိုလည်းတည်နေကြတော့အဲတိုင်းနဲ့လို့မရှိဘူးတိုင်းနဲ့လို့မရှိတော့ဒီရွန်ဂျာလို့ဆိုပြီးအမြင်တက်ပေးပြီးတော့မှသူတို့လက်နက်တွေထုတ်ပေးလာမယ် စစ်တပ်နန်းတွေပြေးလာမယ်ပြီးလို့ချက်တော့ချင်းမြန်မာတပ်တော်ကိုတိုက်ခိုက်ဖို့အတွက်ကိုပြင်ဆင်လာလိမ့်မယ်ဒါကိုကျွန်တော်တို့ဒီဘက်ကဘာဖြစ်လဲဆိုတော့အဲကျွန်တော်တို့ကြားတာတွေသိရတာတွေကိုကျွန်တော်တို့ကနိုင်ငံတော်ကိုပြန်လည်ပြီးတော့မှဒါပြည်သူတွေလည်းပဲသတိထားပြီးလေ့လာပြီးစောင့်ကြည့်အောင်နောက်ဆုံးများအဲ့နံမှာပြည်သူအကြမ်းဖက်တိတက်အဖွဲ့ကြီးပေါ်လာလိမ့်မယ်ပေါ်လာနိုင်တယ်ပေါ်လာဖို့ဟိုအလားလာရှိလာနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်နောက်ဘာဖြစ်လို့ဆိုတော့ အာတဲ့ခနိုင်ငံတော်တည်ဆောက်မယ်ရိုဟင်ညာတွေနဲ့အဲသူတို့ကပေါင်းစည်းအညီနိုင်သူရှင်တွဲရေးဆိုတဲ့ကိုကဒါသူတို့ရှယ်ယာလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးကိုထွန်းမြနိုင်ကဒါစီယုံသိမ်းသွင်းလိုက်တာကိုကျွန်တော်တို့တွေးလိုက်ရတယ်တွေးလိုက်ရတဲ့ဒါကျွန်တော်တို့ပေါ့ပေါ့ချက်ချက်နေလို့မရဘူးကျွန်တော်တို့ကနိုင်ငံသားတွေအဲ့တော့ဒီအောင်တွေကိုရိုဟင်ညာအဖြစ်ဆိုပြီးတော့အေအေတွေကတတ်မှတ်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့မှာကပို့ပြီးတော့တိုက်ရခိုက်ရတာပို့ပြီးတော့ပြဿနာတွေဖြစ်လာနိုင်တယ်ဒါကိုကျွန်တော်တို့က ရေရှည်အတွက်ကိုကျွန်တော်ကရှင်းပြပြောဆိုတာရှိတယ်အရခနိုင်ငံတော်ကိုဒါတီထောင်ပဲဒီသူရှင်နှဲနေထိုင်ရေးရိုဂျာနဲ့သူရှင်နှဲနေထိုင်ရေးဆိုပြောတဲ့ကိုကဒါဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်မစ်နဲ့ညက်ပြီးတော့တမ်းတော်ကိုဒါတိုက်ခိုက်နိုင်ွယ်ရှိတယ်ဆိုတာကိုကျွန်တော်တို့ကမိမောင်းထိုးပြပြီမိမောင်းထိုးပြရင်ဒါတမ်းတော်ကလည်းပဲအဲအိမ်လိုက်အားတိုင်းနဲ့သူတို့လုံဆောင်နိုင်တဲ့တမ်းတော်ရဲ့ ဒါထောက်လိုင်းပိုင်းတောင်တော်ရဲ့နိုင်ငံရေးပိုင်းတောင်တော်ရဲ့နိုင်ငံကာကွယ်မှုပိုင်းဒါလေးကိုကျွန်တော်တို့ကမိမောက်ထိုးပြလိုက်တဲ့အနေအထားလေးရှိတယ်။ဒါတွေကိုလည်းတတ်မှမသိတာသိမှာပေါ့။ဒါပေမဲ့တောင်တော်လည်းသိမှာတချို့ပြည်သူတွေကမသိကြဘူး။အေအေတွေကဒီရိန်ဂျာဆိုတဲ့အမိခံထားတဲ့ကောင်းတွေအကြမ်းဖက်ကောင်းတွေနဲ့ပေါင်းနေပြီးတော့မှရောမင်းတို့လည်းတင်တိုင်းနေငါတို့တူရှင်သွင်းနေမယ်။အေ နဲ့ပေါင်းသီးပြီးနှစ်ယောက်ဒီတက်မလို့ဘက်ကိုတိုက်ကြမယ်ဆိုလို့ရှိရင်ကြီးမားတဲ့အန္တရာယ်ကိုကျွန်တော်တို့ရင်ဆိုင်ရမယ်ပြည်သူတွေဒုက္ခပိုရောက်နိုင်တာကိုဒါကိုကျွန်တော်ကပြောပြခြင်းဖြစ်ပါတယ်လို့ပြောခြင်းပါတယ်။ဘုရားဆိုလည်းအကြံဖက်တည်တဲ့အဖွဲ့အစည်းပေါ်ပေါက်ခဲ့ပါတယ်တက်မလို့ကနေပြောနေလား။တက်မလို့ဆစ်စီရင်တရက်နဲ့ပဲတွားပြီးတော့ဖြည့်ရှင်းခဲ့တာရှိပါတယ်။နောက်ဒီဟာကပေါ်ပေါက်လာပါတယ်ပေါက်ပေါက်လာပါတယ်အဲမြန်မာနိုင်ငံမှာရှိတဲ့ရဲစခန်းတွေအားလုံးကိုလည်းပဲတညာလဲတော့မှတိုက်ခိုက်သွားတာနော်ပြီးတော့မှတက်မလို့ကပြန်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာ ိင်္ဂနာဒစ်ဘက်ကိုပြေးသွားကြတဲ့အဖွဲ့ကြီးပေါ့နော်အခုအဲ့ဒါတွေနဲ့ပေါင်းစည်းပြီးတော့ကျွန်တော်တို့အတိုင်းကြီးမှာမလိုလားအပ်တာတွေထပ်ဖြစ်နိုင်မှာဖြစ်မလားခင်ကိုကျွန်တော်တို့ကြိုတင်ပြီးတော့အာရုံစိုက်ထားလို့ရှိရင်သူတို့ဘယ်နာမှစစ်တင်တန်းနေပေးနေပြီဘယ်နာမှဘာလုံးနေပြီဆိုတော့စစ်တင်တန်းနေရရှိနေပြီဆိုတော့တောင်းတော်ကကြိုတင်လက်အုပ်မှုရယူပြီးတော့ရှင်းလင်းနိုင်မှသာနဲ့ကျွန်တော်တို့ နိုင်ငံမှာပိဆက်မှုနေမယ်ပြည်သူလူထုဒုက္ခမှုနေမယ်တောင်းတလာလေးပိဆက်မှုနေမယ်ဒီအကြောင်းဒီကိစ္စကိုကျွန်တော်မြောက်တွေးပြီးတော့ပြောတာဖြစ်တယ်ဆိုတာကိုသိသိကျင်းပါတယ်နောက်ကအခုလေထုံးဟိုဖြူးဘက်မှာပေါ့တေတုံးမှာရှိတယ်အုတ်ချုပ်ရည်မှုအိမ်မှာဒါဆို KNU တို့เนาะ KNU တို့နောက်က PDF တို့တောက်လျှောက်အဲအဲ့အိမ်မှာတောက်လျှောက်အများကြီးရောက်နေတယ်အဓိကပြီးတဲ့အခါကျတော့အဲ့အိမ်မှာရှိတဲ့ရွာမှာရှိတဲ့သူတွေကိုဒီအုတ်ချုပ်ရည်မှုက 啊，不是另外，接下来又要搞你的了，只能在衡阳西边西的。哎，到江背，给看看他了，拉到我们江背去看看他了，骗嘛不？哎，到这么低腰子啊，也有不？ အဲဒါသိရှိစေခြင်းနဲ့လို့ပဲကျွန်တော်နေနဲ့ပြောချင်ပါတယ်ကျွန်တော်ပြောတဲ့စကားတွေဒီတူးတာတွေတူးတာတွေမရှိဘူးလူမျိုးရေးမရှိဘူးလူမျိုးကြီးဆိုလဲကျွန်တော်မပြောဘူးဘာသာရေးဆိုလဲမပြောဘူးဘာသာရေးလို့ပြောမယ်ဆိုရင်ကျွန်တော်အမျိုးဘာသာတာသနာအတွက်ကျွန်တော်နားလေတဲ့ဟာပဲကျွန်တော်ပြောတယ်တခြားမိမိဘာသာရဲ့အကြောင်းပေါ်မှာကျွန်တော်မပြောဘူးနားလဲမလဲဘူးကျွန်တော်ကိုယ်တိုင်လည်းမလေ့လာဘူးကျွန်တော်ကိုယ်တိုင်လည်းဒီဘာသာရေးအကြောင်းတွေထဲမှာဗုဒ္ဓဘာသာတခုကလွဲလို့ကြံတဲ့ဟာတွေကျွန်တော်ကောင်းတဲ့ဘယ်ဟာတခုမှရိုက်မထည့်တာဘူးနော်အဲဒါမဲ့ နိုင်ငံမှာရှိတဲ့ဒီအကြမ်းဖက်တွေပေါ်ပေါက်လာမဲ့အရေးကြံတော့ပြောမယ်။ဘာဖြစ်လို့လဲဆိုတော့အကြမ်းဖက်တဲ့ဒီအဖွဲ့ကြီးအကြမ်းဖက်ဖြစ်လာနိုင်တာဒီဖွဲ့ကြီးကဘာလုပ်နေလဲဒါတမ်းတော်ကိုသူတို့ပြန်လဲတိုက်ခိုက်နိုင်တာလားတမ်းတော်အတွက်အနေရရှိလာနိုင်တာတမ်းတော်အတွက်အနေရရှိရင်တိုင်းပြည်တော်အနေရရှိလာနိုင်တယ်ဒါတွေကိုတော့ကျွန်တော်ထောက်ပြဆွေးနွေးခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဗျာအားလုံးကျမ်းပါစေဗျာ